ဒီနေ့ဗီဒီယိုလေးကတော့ကင်းမွန်နော်ချိုချိုဆိတ်ဆိတ်လေးရဲ့ရှယ်စားရခိုင်ကပြည်တော်အထုတ်ကိုတုံးပြီးတော့ရှိုးရှက်ဆက်ပြန့်လန့်ရခိုင်မုတ်ဒီတုတ်လေးတုတ်စားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်။ကင်းမွန်လော်လော်ဖို့အတွက်ကိုစက်တုန်နီလေးကိုခက်ချမ်းချမ်းလေးထိထားပါမယ်ရှင်။ကင်းမွန်နေကိုမှအိမ်မထုတ်ဘဲနဲ့ရေဆဲတန့်စင်ထားပါမယ်ရှင်။ ကျက်တုန်နီလေးတွေနွမ်းလာပြီဆိုတာနဲ့ကင်းမွန်လေးကိုထည့်ပြီးတော့လှော့ပေးပါမယ်ရှင်။ရတာအတွက်ကိုတော့စားပစ္စည်းလေးပဲထည့်ပါရရှင်။ကင်းမွန်မဲလှော်ရဲ့ရတာကချိုချိုဆင့်ဆင့်လေးနဲ့အရမ်းမဲစားလို့ကောင်းပါတယ်။အခုဆိုရင်တော့ကင်းမွန်မဲလှော်လေးရပြီမလို့ရှူရှဲပွင့်ထွက်ရခိုင်မုတ်တီတုပ်လေးစားတုပ်ပါမယ်ရှင်။ရခိုင်မုတ်တီတုပ်တုပ်ဖို့အတွက်ကိုတော့ရှယ်စားရခိုင်ငပီတောင်တစ်မျိုးတည်းကိုပဲတုပ်ပါမယ်ရှင်။တန်တန်ရှင်းရှင်းပြုတ်လုပ်ထားတာမလို့လူမျိုးပါတာမျိုးလေးစားလို့ရပါတယ်ရှင်။မုတ်ဖတ်ထဲကိုရှယ်စားရခိုင်ငပီတောင်ထုတ်ဖောက်ထည့်ပြီးနေုံမဲမလို့အချိန်ကုန်တတ်တာတဲ့အလုတ်ရှုပ်တတ်တာတဲ့အရတာလည်းလုံးဝ perfect ထိမိ နေရော grace အတွက်ဆိုရင်ဘာမှတော့ထက်ထဲပုံမလို့ဘူးအငငယ်ကြိုက်တဲ့သူဆိုရင်တော့ငပြားရီတစ်ပေါက်နှစ်ပေါက်ပေါက်ချုံမုံကြိုက်တဲ့သူကတော့ကိုယ်တဘောပေါ့နော် grace အတွက်ကတော့ဘာမှထက်နေဘူးမလို့လို့တံမြတ်သီးလေးညှစ်ပြီးတာနဲ့စားဖို့အတွက် ready ပါပဲရှင်အတီးရွက်တွေလည်းအိမ်မှာအဆင်သင့်ရှိနေရတဲ့အတီးရွက်လေးလည်းထည့်လိုက်တယ်ပြီးတော့ခုနကချက်ထားတဲ့ကင်းမွန်လှော်လေးလည်းထည့်လိုက်ပါတယ်ရှင်နောက်ဆုံးမှာတော့နနမင်လေးဖြူပြီးွားတော့စားဖို့အတွက် ready ပါပဲရှင် ဟယ်လိုမင်္ဂလာပါခရစ်စတီနေဖျားကျင်တယ်လို့မျိုးဖြစ်နေတော့ရှူရှဲပွင့်ထွက်လေးစားကျင်တာနဲ့အိမ်မှာလည်းအစင်သင်းရှိတဲ့အများန်းဆောင်ထားတဲ့ရှဲစားငပိတောင်းလေးနဲ့မုတ်ဖတ်တုတ်လေးတုတ်စားပါမယ်ဒါရခိုင်ငပိတောင်းပေါ့နော်အဲ့တော့ရခိုင်တုတ်တုတ်ချင်လုံးဝကွက်တီပဲရခိုင်မုတ်တီတုတ်ပဲတုတ်တုတ်အတီးတုတ်ပဲတုတ်တုတ်ဒါပဲတုတ်တုတ်ပေါ့နော်ရခိုင်ငပိတောင်းတစ်မျိုးရှိအောင်နဲ့အစင်ပြေတယ်ဆိုတော့ခရစ်အိမ်မှာအများန်းဆောင်ထားဖြစ်တဲ့အရာလေးပါဘိုက်ရန်စားနေအမလီအနက်မွေးတာနဲ့တအားစားကျင်တာပဲကိုင်းညာပဲငပိနဲ့လေး 树下蹦出来了。好了，好，刚来的。刚来的。十几来年呗。每次行啊，被人当头踢他了。都多少的。 六根木没椒，你那啥不萨干的啊？可是椒下的，叫木没椒。 啊。တထုံမှာ300ချက်ပဲဘာမှထက်ထက်ကြမလို့မုတ်ဖတ်နဲ့ငပိတောင်းနဲ့နေလိုက်တာနဲ့တံမြာသီးလေးညှစ်လိုက်တာနဲ့ပါဖက် ကင်းမွန်ကျော်လေးနဲ့တော်တော်လိုက်ရရခိုင်တော့စားဖို့အတွက်ရခိုင်ဆိုင်နေထိတခုတခါသွားကြမလို့တော့ရှက်ဆန်းကပိတောင်ရှိတာနဲ့ပြည့်စုံမယ်อืมอ่า Thank <laughs> you. ဆက်ပြဲပြီးအရန်စားလို့ကောင်းတယ်သူပြင်ငပင်းစစ်စစ်နဲ့လှုပ်ထားတာပေါ့နော်တစ်ထုပ်ကမှ300ပဲရှိရဲဈေးတန်နဲ့စားလို့လည်းကောင်းတယ်လူမျိုးဘက်တာမျိုးလည်းစားလို့ရတယ် brisk ကတော့ဒါအိမ်မှာဆောင်ထားအများကြီးပဲဒါအသေးတုံးနဲ့တုံစားမလို့တရက်သီးလေးလေးလည်းပေါ့နေမှာဆိုတော့လေတရက်သီးလေးနဲ့တုံစားမယ်ပြီးလို့ရှိရင်အသေးတွေနနသီးတွေပါလေဆိုလဲငပိတောင်းနဲ့တုံစားရတယ်ကြိုက်တယ်အဲ့တော့အများရန်ဆောင်ထားတာတခါလေကျလည်းထမင်းမြူလေးကိုပဲလေငပိတောင်းလေးနဲ့နဲပြီးတော့ကြက်ဥကြော်လေးနဲ့စားရလဲရှိရဲအဲ့လိုမျိုးလဲစားရအဲ့ဒါ Grace ကအများကြီးပဲဆောင်ထားတာဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်အားလုံးပဲတတား